ိန္ဒိယဟာစစ်ရေးအရာစတင်တိုက်ခိုက်ဖို့ပြင်ဆင်နေပြီဆိုတော့ယုံကြည်ရလောက်တဲ့ထောက်နှိုင်းရေးသတင်းတွေရထားကြောင်းပါကစ္စတန်ပြည်ကြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာပါကစ္စတန်နေဆက်ကိုအစောဆုံး24နာရီကနေ36နာရီအတွင်းတိုက်ခိုက်လာနိုင်ခြင်းရှိတယ်လို့ပြည်ကြားရေးဝန်ကြီးတာရာကမှတ်ချက်ပေးပါတယ်။အဲ့ဒီမတိုင်ခင်မှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးအာစစ်ကလည်းအိန္ဒိယဘက်ကတိုက်ခိုက်ဖို့ပြင်ဆင်နေပြီလို့ယုံကြည်ရကြောင်း Writers သတင်းဌာနစီပြောခဲ့မှုပါတယ်။ ဒီအခြေအနေတွေဟာအိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသမှာဧပြီ22ရက်နေ့ကဖြစ်ခဲ့တဲ့ပြစ်ခတ်မှုအတွင်းလူ26ဦးသေဆုံးခဲ့မှုရဲ့နောက်ဆက်တွဲဖြစ်ကြုံတွေ့လာတာ ဖြစ်ပါတယ်။ကက်ရှမီးယားရဲ့အစိတ်အပိုင်းအများစုကိုအိန္ဒိယကထိန်းချုပ်ထားပြီးအဲ့ဒီဒေသတစ်ခုလုံးပိုင်ဆိုင်ခွင့်အပေါ်နှစ်နိုင်ငံကြားကာလရှည်ကြာညင်ပွားနေကြတာဖြစ်ပါတယ်။ပါဟယ်ဂမ်မြို့နာမှာခရီးသွားဧည့်သည်တွေကိုတနက်သမားတစုကပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ွယ်မှာပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့အိန္ဒိယကဆွဆွဲထားပြီး ပါကစ္စတန်ဘက်ကတော့အတိအလင်းညင်းဆိုထားပါတယ်။လလုံးစင်မှာတော့အိန္ဒိယကအဲ့ဒီကိစ္စကိုအကြောင်းပြုပြီးပါကစ္စတန်အပေါ်တပ်တမန်ရေးအရာအရေးယူမှုတွေလှုပ်ဆောင်ထားသလိုစစ်ရေးအရာပါတိုက်ခိုက်လာနိုင်ခြင်းအတွက်စိုးရိမ်နေရတာဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးတာရာကအိန္ဒိယဟာမှားယွင်းတဲ့အကြောင်းပြဆွဆွဲချက်တွေကိုသုံးပြီးပါကစ္စတန်ကိုရန်လိုနေတာဖြစ်ကြောင်းတကယ်လို့အိန္ဒိယကပါကစ္စတန်ကိုထိပါတိုက်ခိုက်လာမယ်ဆိုရင်တေချာပေါက်ထိရောက်တင့်တော်တဲ့တုံ့ပြန်မှုတွေကိုကြုံရစေမှာဖြစ်ကြောင်းပြောကြားခဲ့ပါရှင်။